ဲ့ဒါဥစ္စေတို့မြတ်စွာဘုရားယဟန်တော်တွေကိုဥပမာလေးနဲ့ဟောထားတယ်ရှင်သားတို့တဲ့ရှားရွက်တို့ရှိရှားရွက်တို့ထင်းရှူရွက်တို့ဖြင့်ရေထုတ်ပြီးတော့ရေခွက်လုတ်ပြီးတော့တောက်မယ်ဆိုရင်ဒါဘယ်လိုမှမဖြစ်နိုင်ဘူးတဲ့အဲ့ဒါလိုပဲသစ္စာလေးပါးကိုမတိဘဲနဲ့ဒုက္ခငြိမ်းနေလို့ပြောတဲ့ပုဂ္ဂိုလ်ရဲ့စကားဟာဘယ်လိုမှမဖြစ်နိုင်ဘူးတဲ့ ဆိုလိုတာကသစ္စာလေးပါးကိုမတိဘဲနဲ့ဆင်းရဲဒုက္ခတွေမငြိမ်းနိုင်ဘူးလို့ပြောတာ။ကြာရွက်တို့ပေါက်ဖက်တို့ ਨੇ တစုံတယောက်သောပုဂ္ဂိုလ်ကခွက်ကလေးလှုပ်ပြီးတော့ရစ်ထက်ပြီးတော့တောက်ခဲ့တယ်လို့ပြောမယ်ဆိုရင်တော့ဒါယုံလိုက်ပါဖြစ်နိုင်တယ်။အဲ့ဒါလိုပဲသစ္စာလေးပါးကိုတိလို့ငါဒုက္ခတွေငြိမ်းသွားပြီလို့ပြောရင်တော့ယုံလိုက်ပါဒါဖြစ်နိုင်နေတယ်။ဆိုလိုတာကသစ္စာလေးပါးကိုတိမှဆင်းရဲဒုက္ခအလုံးဟာချုပ်ငြိမ်းပါ။ ဒီနေရာမှာပဋိဝေဒတိကိုရည်ရွယ်ပြီးတော့ပြောတာเนาะအဲ့ဒီပဋိဝေဒတိဆိုတာလည်းပဲဘယ်ကစရတယ်အနုဘောဓတိကစရတာအဲ့ဒါလိုဟောထားတဲ့တုတ်တန်တစ်ခုလည်းရှိတယ်နောက်ထပ်ဦးဇင်းတို့မြတ်စွာဘုရားဟောထားတဲ့တုတ်တန်တစ်ခု ကုတာကာရတုတ်တန်နဲ့ဆိုကြပါစို့တဲ့ပြတ်တက်တစ်ခုတိဆောက်တော့မယ်ဆိုလို့ရှိရင်အောက်ပိုင်းကိုမတိဆောက်ရဘဲနဲ့တိုင်နေပါတယ်တောင်မဆိုင်ရသေးဘဲနဲ့ အထက်ပိုင်းဘုံဆောင်တွေပြတ်တက်တွေတင်လို့ရတယ်လို့ပြောရင်ဒါဘယ်လိုမှမဖြစ်နိုင်ဘူးတဲ့အဲ့လိုပဲသစ္စာလေးပါးကိုမသိဘဲနဲ့ဒုက္ခချုပ်တယ်ဒုက္ခငြိမ်းတယ်လို့ပြောရင်ဒါဘယ်လိုမှမဖြစ်နိုင်ဘူးတဲ့ပေါ်လွင်အောင်မြတ်စွာဘုရားကဥမာအမျိုးမျိုးပေးတာပါအောက်ပိုင်းကိုတိဆောက်ပြီးတော့မှအထက်ပိုင်းဆိုတာတင်လို့ရတာဟုတ်လားအဲ့လိုပဲသစ္စာလေးပါးကိုတိမှဒုက္ခဆိုတာငြိမ်းတာ တော့ဦးဇင်းတို့ပိဒါပေါင်းသူတော်ကောင်းတို့မှတ်ရမှာပါတစ္ဆာကိုတကယ်မသိသေးသေးမြဆင်းရဲဒုက္ခတကယ်မငြိမ့်ဘူးဆင်းရဲဒုက္ခတကယ်ငြိမ့်ရင်လည်းဆိုရင်တစ္ဆာလေးပါးကိုပฏิဝေဒသိတိရောက်အောင်ကြိုးစားဖို့မလိုဘူးလားလိုတယ်အတော့ဦးဇင်းတို့တုတ်တန်ရဲ့ခေါင်းစဉ်လေးတွေကိုမှတ်လာရတယ်ပြောကျင်တာလေးတွေကြံနေရင်မှဆိုလို့ဟုတ်ရဲ့လားဒါကြောင့်တစ္ဆာလေးပါးကိုတိမှသာရင်ဒုက္ခတွေဟာငြိမ့်နိုင်ပဲ။ စ္စာလေးပါးကိုမတိမချင်းဒုက္ခဟာမငြိမ့်နိုင်ဘူး။ဒါကြောင့်မြတ်စွာဘုရားကယဟန်တော်တွေကိုတစ္စာလေးပါးကိုမတိသေးလို့ငါဘုရားတို့ရောသင်္ချစ်သားတို့ရောတန်တရာကာလမှာရှေလျားစွာပြေလွန်းကျင်လေကျက်စားခဲ့ရဘူးပြီလို့ခေါ်ထားတဲ့ဒေသနာတွေအများကြီးမရှိဘူးလား။ရှိတယ်။ဒါကြောင့်တစ္စာလေးပါးကိုအ ਨੇ ဆုံးတော့တောတပတိမဉ္ဉံဖြင့်ထုတ်ထွင်းပြီးတော့သိအောင်ဒီသာသနာနဲ့ဒီခန္ဓာမကွဲသေးခင်မှာ ငါကျိုးသားသည်နဲ့ဆိုတဲ့အတွေ့ကလေးမတွေ့သင့်ဘူးလားတွေ့သင့်တယ်တကယ်လို့သာသောတပတိမဉ္ဉံကိုဒကာဓမ္မတို့ဦးဇင်းတို့တွေရအောင်ကြိုးစားနိုင်လို့တစ္ဆာလေးပါးကိုပဋိဝေဒတိထိုးထွင်းပြီးတော့သိမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကဘယ်လောက်ထိဟောထားလဲဆိုတော့ဦးဇင်းတို့နခတိခသုတ်တံဆိုတာရှိတယ်ပြောနေကြပါပဲလက်သေးပြားပေါ်မှာမြေမုံလေးတွေကိုတကိုယ်တော်နဲ့တင်ပြီးတော့ဒီမြေမုံနဲ့မဟာပတိမြေကြီးမှာရှိတဲ့မြေမုံဘယ်ရာကများလဲလို့ရဟန်းတော်တွေကိုမေးတာ။ မေတော်ရဟန်းတော်တွေကမနိုင်ရှင်လောက်ပါဘူးဖေဟာဆိုတော့မြတ်စွာဘုရားကစစ်သားတို့တဲ့အဲ့ဒီဥပမာအတိုင်းပဲသောတပတ္မဉ္ဇဉ်ပူဇံကိုရလို့တစ္ဆာလေးပါးကိုထိုးထွင်းသိပြီးတဲ့ပုဂ္ဂိုလ်တယောက်အတွက်ကုံခန်းသွားတဲ့ဒုက္ခတွေဟာမဟာပထဝီမြေကြီးမှာရှိတဲ့မြေမုံလောက်များတယ်တဲ့ကြံတဲ့ဒုက္ခဟာလက်သေးပြားပေါ်မှာရှိတဲ့မြေမုံလောက်ပဲကြံတော့တယ်တဲ့ ဆိုလိုတာကသစ္စာလေးပါးကိုသိပြီးပြီဆိုရင်လာမယ့်အနာကမှာငါဒုက္ခတွေကဘလောက်ပဲကြံတော့တယ်လို့ပိုင်းခြားလို့ဝေဖန်လို့ရသွားပြီတရားဓမ္မတို့ဦးရှင်တို့ပုထုဇဉ်တွေမှာတော့လာမယ့်အနာကမှာဒုက္ခတွေကဘလောက်ကြံတော့တယ်လို့ပိုင်းခြားသတ်မှတ်လို့မရနိုင်သေးဘူးနောက်ထပ်မြတ်စွာဘုရားအဲ့ဒီလိုဟိုစင်စင်တူတဲ့ဥပမာတွေနေရာဒေသပုဂ္ဂိုလ်အားလျော်ဆိုအမျိုးမျိုးဟောတာတာရှိပါတယ်ဟို မြေကြီးပေါ်မှာဇီးတိလောက်ရှိတဲ့မြေကြီးလုံးလေးခုနှစ်လုံးလောက်ချမ်းပြီးတော့ဒီမြေကြီးခုနှစ်လုံးနဲ့မာပတိမြေကြီးမှာရှိတဲ့မြေကြီးတွေဘုရားကများလဲလို့မေးပြီးတော့ဒီပုံစံထပ်ဟောထားတာရှိတယ်။နောက်ပြီးတော့မဟာသမုဒ္ဒရာထဲမှာရေတွေဟာ20 30လောက်ပဲကျန်ပြီးတော့ကျန်တဲ့ရေတွေအကုန်ခန်းသွားတယ်ဆိုကြပါစို့တဲ့။ခန်းသွားတဲ့ရေတွေနဲ့ဒီ20 30တော့ကျန်နေတဲ့ရေဟာဘယ်လိုမှနှိုင်းရှင်လို့မရအောင်ပမာဏကွာခြားလွန်းလှတယ်။ အဲ့ဒီဥပမာတိုင်းပဲသစ္စာလေးပါးကိုပฏิဝေဒညာနဲ့ထိုးထွင်းသိပြီးပြီဆိုရင်တော့သူ့ရဲ့ကြံတဲ့ဒုက္ခဟာ20 30မြတ်တော့ရေပမာကုံသွားတဲ့ဒုက္ခတွေဟာခုနတုန်းကသမုဒ္ဒရာကြီးတွေကအာလုံသော ရေတွေတခွေဒါကုံခန်းသွားပြီဒါကြောင့်သစ္စာလေးပါးကို ပထမအဆင့်အနေနဲ့သိပြီးပြီဆိုရင်ပဲအ ਨੇ စုံအများဆုံးခုနှစ်ဘဝနေပြီးရင်ဒါအငြင်းကြီးငြင်းရတော့မယ်အချမ်းသာကြီးချမ်းသာရတော့မယ် ရှစ်တို့သာလည်းရှိတယ်နောက်တို့ဆိုတာမရှိဘူးအတက်စရာမကောင်းဘူးလားအေးစူးစမ်းရမှာနော်ဒါသစ္စာလေးပါးကိုသိချင်းညောင်းဒါကတော့ပရိဝေဒအဆင့်ပေါ့နော်အဲ့ဒီပရိဝေဒအဆင့်ဆိုတာလည်းခုနတုန်းကစဉ်းစားခြင်းဆင်ခြင်ခြင်းစူးစမ်းခြင်းအထုတ်ခြင်းဆိုတာနဲ့ကင်းပြီးတော့ဖြစ်နိုင်ပါလားမဖြစ်နိုင်ဘူးဒါမြတ်စွာဘုရားကသစ္စာလေးပါးကိုသိချင်းရဲ့အကျိုးကျေးဇူးဟာဘလောက်ကြီးသလဲဆိုတာကိုကြံတဲ့ဒုက္ခနဲ့ကုံတဲ့ဒုက္ခကိုနှိုင်းရှင်ပြီးတော့ပြောပြတာ ဓမ္မတို့ဥရှင်တို့ကုထုရှင်တွေမှာတော့မလုံနိုင်နဲ့မလုံရဲတဲ့အကုတုဆိုတာလည်းအခုချိန်ထိမရှိသေးဘူးလောက်ခွင့်ကြုံရင်လောက်အောင်မှာဟုတ်ရဲ့လားမလုံရဲတဲ့အကုတုမရှိတဲ့အတွက်ကြောင့်မလုံနိုင်တဲ့အကုတုမရှိတဲ့အတွက်ကြောင့်မဖြစ်နိုင်တဲ့ဒုက္ခလိုလည်းမရှိဘူးဖြစ်ခြင်းနဲ့ဆင်းရဲဖြစ်အောင်မှာပဲဟုတ်လားအတိတ်တန်တရာကပြုခဲ့တဲ့အကုတုတွေကလည်းမပေရသေးဘူး နောက်မှလည်းအပုဒ္ဓပြုတ်ခွင့်ဆိုတာကလည်းအနုတရာကရှိနေတော့ပြုတ်ခွင့်ကြုံရင်ပြုတ်အောင်မှပြောခွင့်ကြုံရင်ပြောအောင်မှတွေးခွင့်ကြုံရင်တွေးအောင်မှအဲ့ဒီအချက်တွေအဲ့ဒီအကြောင်းတရားတွေကိုကြည့်ပြီးတော့ရရှိမဲ့အနာကဒုက္ခအကျိုးတရားတွေဟာဘလောက်ပါလို့ကန့်တတ်လို့မရနိုင်ဘူးဒါကြောင့်တစ္ဆာလေးပါးကိုသိအောင်ကြိုးစားကြဖို့မလိုဘူးလားလိုတယ်နောက်ပြီးတော့ဦးဇင်းတို့ဒန္တတုတ်ဆိုပြီးတော့ဟောထားတယ်အဲ့ဒါကဘာဟောထားတော့ဆိုတော့ယဟန်တို့တဲ့ ဒုတ်တချောင်းကိုကောင်းကင်ကိုမြှောက်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီဒုတ်ဟာတေချာပေါ့ရကြီးပေါ်ကိုပြန်ကြမှာပဲအဲ့ဒါလို့ကြတဲ့အခါမှာအရင်ကလည်းကြခြင်းကြမယ်အဖျားကလည်းကြခြင်းကြမယ်ဘလို့ကြလိုက်မယ်လို့တော့မပြောနိုင်ဘူးကြခြင်းနဲ့လို့ကြမယ်ပေါ့အဲ့ဒါလို့ပဲသစ္စာလေးပါးကိုသာမတိသေးဘူးဆိုရင်တော့ဒီပုဂ္ဂိုလ်ဟာဤဘဝကနေထိုဘဝကိုရောက်လိုက်မယ်ထိုဘဝကနေဤဘဝကိုလည်းရောက်လိုက်မယ်အကျေတဝန်ပြောရရင်တော့ယုံညံ့တဲ့ဘဝကိုလည်းရောက်နိုင်တယ်မြင့်မြတ်တဲ့ဘဝကိုလည်းရောက်နိုင်တယ် ဖြစ်ချင်တာဖြစ်နိုင်တယ်ဘာမှသူ့ကိုတရတိတမတ်လို့မရသေးဘူးတစ္ဆာလေးပါးကိုမသိသေးတော့စိတ်တွေကမငြိမ်သေးတော့ဘဝတွေလည်းငြိမ်တယ်လို့ပြောလို့ရမလားမရဘူးဟုတ်လားဒါကြောင့်ကောင်းငင်မြှောက်လိုက်တော့ဒုက္ခအရင်ကလည်းကြာချင်းကြာလာမယ်အဖျားကလည်းကြာချင်းကြာလာမယ်အဲ့ဒီဥပမာတိုင်းပဲဒကာမတို့ဥရှင်တို့ဥထုဇဉ်ဘဝတစ္ဆာလေးပါးကိုမတိသေးတဲ့ပုံကိုယ်ကြီးရဲ့ဘဝအတိဖြစ်ချင်တယ်လို့ဗျံပဓာဖြစ်နိုင်နေတယ် စာလို့ဆိုရင်တော့ဝိနိပါတိကဘေးပေါ့ဗျာဖြစ်ချင်တာဖြစ်နိုင်တယ်လေဒီစတော်ဘုရားကြီးများကတော့ဥပမာပေးတယ်ကောင်းငင်မော်အုံမင်မော်ကထမ်းမင်မော်ကထန်းသီးများဟုံးကနေတိုင်းကနေကျွေးကြလာပြီဆိုလို့ရှိရင်ဒီထန်းသီးဟာဘယ်နားလေးရောက်မှလိမ့်နေရလေးရက်သွားမယ်လို့မပြောနိုင်ဘူးဘယ်နားလေးကိုကြမယ်ဆိုတာလည်းမပြောနိုင်ဘူးကြချင်တယ်လို့ကြမယ်ရက်ချင်တဲ့နေရာရက်သွားမယ်ပုထုဇဉ်တို့ရဲ့လာရဂတိဆိုတာလည်းအဲ့ဒီတိုင်းပဲအရိယာဖြစ်သွားပြီဆိုရင်တော့ သူကအဲ့ဒါလို့မဟုတ်ဘူးအတောင်မှန်နဲ့ပြည်စုံနဲ့အာဆွမ်းနဲ့ပြည်စုံနဲ့ငှက်တဲ့ကောင်ဟာသူဘယ်အကိုင်းကိုနားကျင်တယ်ကြိုက်တဲ့အကိုင်းကိုသူနားလို့ရတယ်ဟောအရိယာတွေဆိုတာကအဲ့လိုညံတီးဟူသောအတောင်မှန်ကရှိသွားပြီဟုတ်လားဒါကြောင့်သူတို့မှာတော့ကြိုက်တဲ့အကိုင်းကိုနားပိုင်ခွင့်ရှိတယ်ငှက်များတဖွဲ့လို့လေဒီစတော်ကြီးကတော့အဲ့လိုဥမာပေးတယ်ဒါလည်းပဲသစ္စာလေးပါးကိုတည်ခြင်းနဲ့မတည်ခြင်းရဲ့အကျိုးအပြစ်တည်းလို့ပြောမယ်ဆိုရင်ပြောလို့မရဘူးလားရတယ် နောက်ပြီးတော့ဦးဇင်းတို့အိန္ဒခီလသုတ်တံဆိုတာလေးလည်းရှိသေးတယ်။အဲ့ဒီအိန္ဒခီလသုတ်တံကဘာပြောတုံးဆိုတော့ယဟန်တော်တွေကိုမြတ်စွာဘုရားကဟောထားတယ်။ချက်သားတို့တဲ့။လောကကြီးမှာတစ္ဆာတရားကိုထုတ်ထွင်းပြီးတော့မသိသေးတဲ့ပုဂ္ဂိုလ်တွေဟာဖြစ်ရဘဝရရခန္ဓာမှာတခြားသောတမနာပြမနာတွေကိုဤအရှင်ကတော့တိ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 ုက်တာတွေကိုတိလီအောင် တကားဆိုပြီးတော့ တခြားသောတမနာပြမနာတို့ရဲ့မျက်နာကိုမော့မော့ကြည့်ရတယ်တဲ့ဒီဘဝကိုဉာဏ်ကြီးရှင်ဖြစ်ပြီးတော့ကိုကိုကိုအထင်ကြီးကြီးနေပဲမလို့နောက်ဘဝမှာဉာဏ်ပညာနှုံနေပြီးတော့လူမြင်တိုင်းအထင်ကြီးပြီးတော့မော့ကြည့်ရတဲ့အခြေအနေမျိုးမရောက်နိုင်ဘူးလားရောက်နိုင်တယ်အခုဘဝလည်းဒကာဓမ္မတို့ဦးရှင်တို့အော်ဒီလူကတော့တတော်ကိုသိပုံရတယ်ဆိုပြီးတော့အထင်ကြီးပြီးတော့မော့ကြည့်ရတဲ့မျက်နာတွေအများကြီးမရှိဘူးလားရှိတယ် တစ္ဆာလေးပါးကိုထုတ်ထွင်းမသိသေးတဲ့ပုံကိုယ်တွေဟာတခြားသောတမနာပြမနာတို့ရဲ့မျက်နှာကိုဒီရှင်ဟာတိတင့်တိတိုက်တာကိုတိလျောင်တကားဆိုပြီးတော့မုံမုံကြည့်ရတယ်တဲ့ပြောထားပုံလေးကဥပမာဘာနဲ့တူလဲဆိုတော့မြင်းကြီးယာမှာချထားတဲ့ဝါခွန်းဆိုင်လေးလိုပဲတဲ့တောင်လီလာရင်မြောက်ဘက်ကိုလွှင့်သွားရောမြောက်လီလာရင် တောင်ဘက်ကိုလွှင့်သွားရောသူ့ကိုယ်သူရက်တည်နိုင်တဲ့အနေအထားမှာ မရှိဘူးဝါခွန်းဆိုင်ဆိုတော့ပော့ပော့လေး လေပြင်းတောင်လာတယ်ရမလို့ဘူးလေညင်းကလေးလာတာနဲ့သူကလှုပ်နေပြီအဲ့လိုပဲတရားဓမ္မတို့ဥရှင်တို့ပုထုရှင်တွေရဲ့စိတ်ပိုင်းဆိုင်ရာတိမြင့်နားလည်မှုတွေကမနဲ့နေသေးတော့ဟုတ်လားဟိုလူအထင်ကြီးဒီလူအထင်ကြီးဟိုမဲ့ဘလို့ပုဂ္ဂိုလ်လူပေါ်နေတာလဲဘာဖြစ်တာလဲညာဖြစ်တာလဲအစစ်အမှန်တွေရှိတယ်လို့အတုရောင်တွေကမရှိဘူးလားရှိတယ်အစစ်အမှန်တွေကိုမဆိုးလို့ပါဘူးเนาะဥရှင်တို့ဟုတ်လားအေး အဲ့လိုမျိုးမြတ်စွာဘုရားတစ္ဆာလေးပါးကိုမသိသေးရင်တော့ဝါခေါင်းဆိုင်များလို့လီလာရလွင့်ရမယ်ဘုရားလို့ဟောတာတစ္ဆာလေးပါးကိုသိပြီဆိုလို့ကတော့ဘယ်တမနာပြမနာတို့ရဲ့မျက်နှာကိုမှမော့ကြည့်စရာမလိုဘူးသူမှဘုရားတရားတန်ခါယတနာမြတ်သုံးပါးဟာအမျက်ဆုံးဆိုတာကိုသိပြီးသားနားလည်ပြီးသားတစ္ဆာလေးပါးကိုသိအောင်လုပ်ပေးတဲ့အတွက်ကြောင့်ဘုရားကိုကျေးဇူးတင်လွန်းလို့သူကဂုံပြုပြီးတော့သူ့စိတ်ထဲမှာမျက်နှိုးတာဟုတ်လား အဲ့ဒါလိုသစ္စာလေးပါးကိုထုတ်ထွင်းပြီးတော့တည်ပြီးသားပုံကိုယ်တွေကြတော့ဟိုဥရှင်တို့မြေကြီးထဲမှာ6000 8000လောက်နဲ့အောင်စိုက်ထားတဲ့တကားတိုင်းများတန်တိုင်းကြီးများပေါ့နော်အဲ့ဒါကိုကြောက်တင်နေဖို့အပေါ်မှာလည်း6000 8000လောက်ပဲပေါ်နေတယ်။အော်ထဲမှာစိုက်ထားတာလည်းအပေါ်မှာပေါ်သလောက်ကိုစိုက်ထားတယ်။အဲ့ဒီလိုတန်တိုင်းကြီးတွေဟာအရက်လေးမျက်နာကလာတဲ့လေးမုံတိုင်းကြောက်တော်မှလည်းပဲသူတို့မှတုံ့လို့เสียအကြောင်းမရှိဘူး။ဘလောက်ပြင်းထန်တဲ့လေတွေပဲတိုက်တိုက် သူ့တူသူယက်တည်နိုင်သွားပြီခုတက္ကရာမတို့ဦးရှင်တို့သစ္စာလေးပါးကိုမတိသေးတော့ကိုယ်ခြေတော့ပေါ်ကိုမယက်နိုင်သေးဘူးဆိုတဲ့ဗမာစကားပုံလိုဖြစ်နေတာဟုတ်ရလားအေးကိုယ်စိတ်ထဲမှာကိုယ်အထင်ကြီးမိရာကြီးကိုယ်ထင်တယ်လို့ပေါ့လေထင်တယ်လို့ကိုယ်လုံနေကြတာထင်တယ်လို့ကိုယ်ပြောနေကြတာဟုတ်ရလားဒါကြောင့်မြတ်စွာဘုရားကသစ္စာလေးပါးကိုမတိသေးရင်တော့ဘဝဟာဘာအာမခံချက်မှမရှိဘူးဆိုတဲ့အတိပ္ပယ်မျိုးပြောထားတာဟုတ်ရလား ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့တစ္ဆာလေးပါးကိုထွတ်ထွင်းပြီးတော့သိအောင်ပฏิဝေဒဉာဏ်ကိုဥတည်ပြီးတော့ပါရမီကောင်းမှုတွေကိုဖြည့်ဆည်းဖို့လိုတယ်။ဒီတစ္ဆာကမ္မထံကိုလည်းရှင်းပြန်ဖို့မလိုဘူးလား။လိုတယ်။ဒါကြောင့်တစ္ဆာလေးပါးကိုသိရင်သိသလောက်အင်မတန်အကျိုးရှိမယ်။တစ္ဆာလေးပါးကိုမသိရင်မသိသလောက်တရားတော်မတို့ဦးဇင်းတို့အကျိုးမဲကြလိမ့်မယ်။ဟုတ်ရဲ့လား။အဲ့တော့ဦးဇင်းတို့နောက်ဆုံးတစ္ဆာလေးပါးကိုသိဖို့အတွက် ကြိုးစားတဲ့နေရာမှာဘလောက်ထိကြိုးစားရမလဲလို့မြတ်စွာဘုရားပြောထားတာလေအဲ့ဒီအပိုင်းလေးကိုဦးဇင်းတို့နားထောင်ကြည့်ကြအောင်စို့နော်ဦးဇင်းတို့စေလတုတ်တံမှာမြတ်စွာဘုရားကတစ္ဆာလေးပါးကိုသိဖို့အတွက်ဘလောက်ထိကြိုးစားတဲ့နေလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါမြတ်စွာဘုရားဟောထားတာကိုဘ ਹੁ တုတရသိခြင်းလို့ဦးဇင်းတို့ပြောပြတာပါဦးဇင်းတို့လည်းပဲရင့်ကျက်နေတဲ့အနေအထားမျိုးကိုမရောက်သေးပါဘူးဟုတ်လား ဟိုစကားတွေကတိတ်ကြီးနေတော့အထင်ကြီးမှဆိုလို့နော်ဒါမြတ်စွာဘုရားဟောထားတာကိုရိုးရိုးလေးဦးဇင်းတို့ပြောပြတာဟုတ်ရလားလေးနဲ့တဲ့တရားတွေမှာဘ ഹു တုဒ္ဒရှိစေခြင်းနဲ့စေတနာပါပဲနော်ဒကာကြီးဒီမိုက်ပြအဲ့ဒီစေလသုတ်တံမှာမြတ်စွာဘုရားကဘယ်လိုဟောထားလဲဆိုတော့စိတ်သားတို့တဲ့ကောင်းကိုမီးလောင်လို့ကိုဝတ်ထားတဲ့အဝတ်ပစိုးကိုမီးလောင်လို့အဲ့ဒါလို့ဘေးကြီးဆိုင်လာပြီဆိုလို့ရှိရင်သင်္ချင်သားတို့မလုပ်ကြမလဲတဲ့ ကိုကောင်းကဆံပင်ကိုမီးလောင်တယ်ကိုဝတ်ထားတဲ့အိမ်ကြီးကိုမီးလောင်တယ်ဆိုရင်ဘာလုပ်ကြမလဲလို့မေးတာအဲ့လိုမေးတော့ယဟန်တော်တွေကဟာကျန်တဲ့အလုပ်တွေကိုပြစ်ချပြီးတော့အဲ့ဒီမီးငိမ့်ဖို့အတွက်အရေးတကြီးစ조사ရမှာပဲအဲ့ဒီအချိန်မှာအဲ့ဒီမီးငိမ့်ဖို့အတွက်ပဲပြင်းထန်တဲ့ဆန္ဒစိတ်ရောကိုယ်ရောနှစ်ပြီးတော့ဒါကိုပဲကိုငိမ့်တတ်ဖို့조사ရအဲ့ဒါမြတ်စွာဘုရားဘယ်လောက်ထိဟောတုံဆိုတော့အဲ့ဒီမီးကိုငိမ့်တတ်ဖို့ကိုလေးလီရှုလိုက်ပါအောင်နဲ့ဟောအဲ့ဒီလိုလေးဟောထားတာအဲ့ဒီမှာပဲတွေ့ရတယ် ဒီပြင်နေရာလဲရှီကောင်းရှိမယ်ပေါ့နော်ဥစဉ်တော့မနှံ့ဆက်တာလဲဖြစ်မယ်ပေါ့ဟုတ်လားအဲ့ဒီကောင်းမှလောင်နေတဲ့မီးဝိတ္ထာတဲ့အဝတ်အင်းကြီးကိုဆွဲလောင်နေတဲ့မီးကို လေးလီူရှုပြီးတော့အဲ့တထက်အကြီးတကြီးတစ္ဆာလေးပါးကိုတီးဖို့ကြိုးစားပါလို့တောင်းခေါ်တာဒါမြတ်စွာဘုရားကတော့သူ့စိတ်ထဲမှာတစ္ဆာလေးပါးကိုတီးဖို့ဘလောက်တောင်အကြီးကြီးနေတယ်လဲဆိုတာကိုခမန်းလို့မရဘူးလားရတယ်ဒါကြောင့်ဥစဉ်တရားကောင်းစဉ်တတ်ထားတာကတစ္ဆာတီးဖို့အကြီးကြီးဆုံးလို့တတ်ထားတာ ဒကာမတို့ဦးရှင်တို့ကတော့ကိုဉဏ်လေးနဲ့ကိုကိုစဉ်းစားမိတယ်လို့လေးကိုအဖြစ်ထုတ်ပြီးတော့ကိုကြီးကျင်တဲ့အရေးကြီးနေကြတာပဲလေကိုလည်းပဲအရေးကတော့ကြီးကြတာပဲမဟုတ်လားကြီးတာပဲနော်ကိုကြီးကျင်တဲ့အရေးကြီးတာပဲဟိုဦးစဉ်ကပော့ပော်လေးတစ်ခါလေးတွေးကြည့်တယ်အော်လူတွေဆိုတာကြီးကျင်တဲ့အရေးကြီးတာသမင်းစားနေရင်သမင်းစားဖို့အရေးကြီးတာပဲဟုတ်လားရေစားနေရင်ရေတောက်ဖို့အရေးကြီးတာပဲဒါဥပမာ ပြောတာပါဒီပြင်ကိစ္စတွေလည်းပဲကိုလူကျင်တာလူကျင်နေပြီဆိုရင်တော့ရဖို့အရေးကြီးမှာပေါ့ မကျင်မနှက်ဖြစ်နေပြီဆိုရင်တော့ပောက်ကွဲလိုက်ဖို့ရကအရေးအကြီးဆုံးဖြစ်နေမှာပေါ့ပြောကိုပြောလိုက်ရမှာငါကျင်နေမယ်ဒါပဲပြောကျင်နေတာအဲ့ဒါအရေးကြီးဆုံးပဲမောင်းတင်နေတာဟုတ်လားအဲ့တော့ဒကာဓမ္မတို့ဥရှင်တို့အရေးကြီးတယ်ဆိုတဲ့နေရာမှာဘယ်ဟာအရေးကြီးတယ်လို့တရရဲ့တမတ်ချက်မရှိဘူး